အားလုံးဝမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြည်သက်တဲ့အောင်းလည်းမင်္ဂလာပါ။ Champion League ပြိုင်ပွဲကြီးမှာကျွန်တော်အစောပိုင်းတည်းကဒါကျွန်တော်ကြားသိခဲ့တယ်မှာလေ။ Munich မှာကျင်းပတိုင်းမှာ First Time Winner Champion အသင်းတွေ Champion ဖြစ်ဖြစ်သွားတယ်ဆိုတဲ့မှတ်တမ်းပဲ။ဒီမတိုင်ခင်တည်းက Munich မှာ Bayern Munich ရဲ့ Arjen Sa မှာအင်ကွင်းချင်းပါတယ် Bayern ကစုစုပေါင်းနေတဲ့ဒီပြိုင်ပွဲမှာသူတို့အခုနောက်ဆုံးချင်းပါတဲ့ final 5ချိန်5ချိန်သလုံးဟာ ထူးဆန်းစွာနဲ့ပဲ first time winner တကြီးအကုန်လုံးချန်ပီယံဖြစ်တယ်1989ခုနှစ်မှာ Northern Forest အသင်းဒါဒါ Northern Forest အသင်းဒါချန်ပီယံဖြစ်တယ်အဲတုန်းက Forest ကဒါ Melmo ဆိုတဲ့ Sweden ကကလပ်တင်းနဲ့1989မှာကန်တယ်အဲ Germany နိုင်ငံ West Germany ရဲ့ West Germany က Munich မှာကန်တယ် West Germany ရဲ့ Munich မှာကန်တယ်အဲ့ချိန်မှာ ဒါဘိုင်ဒီမြူနစ်မှာကတဲ့ပွဲမှာ Northern Forest ကတကူးကူးရှိနေ first time winner အသင်းအနေနဲ့ချန်ပီယံဖြစ်တယ် Forest ကနောက်ရဒီမှာနောက်နှစ်မှာ Santiago Bernabeu မှာသူတို့က Hamburg ကိုနိုင်ပြီးတော့နောက်တစ်ချိန်ချန်ပီယံဖြစ်တယ်အဲ့နောက်မှာ1993 1993မှာနောက်ထပ်တစ်ချိန်ချန်ပီယံလီဝင်နာတသင်းထပ်ဖြစ်တယ်အဲ့ဒါလည်းမြူနစ်မှာပဲကျင်းပတယ်အရာကတော့မာစီအသင်းမာစီက Fabio Capello ရဲ့ AC Milan အသင်းကိုတကူးကူးရှိတဲ့နိုင်သွားတယ် ဒါတမိုင်းတဲမှာတော့အဲတုန်းကမာစီကဒီချန်ပီယံလိဖလာကသူတို့နိုင်နေဆိုပေမဲ့တကယ်တမ်းမှာဒါရုပ်သိမ်းခံရတယ်ဆိုတဲ့ record ကြီးရှိပါဆိုတော့သူတို့တုံးလို့မရတဲ့ကစားမတယောက်ကိုတုံးနေဆိုတဲ့ complaint ဒါပေမဲ့ Milan ကိုလည်းအဲဖလာပြည့်ရဲ့ Milan လည်းမယူဘူးဒါပေမဲ့ပြောချင်တာကဒုတိယအချိန် Munich မှာထပ်ပြီးတော့ဒါနောက်ထပ် first time winner အသင်းဒါ champion ဖြစ်တယ်အဲတုန်းကဒါဘယ်လိုပြောမလဲဆိုတော့ Marseille အသင်းကဒါ AC Milan ကိုဒါတကူးကူးမရှိနဲ့ဒါနိုင်ပြီးတော့သူတို့ champion ဖြစ်တယ် အိုက်ကနေမှစဒါ1969ခုမှာမြူးနစ်မှာပဲနောက်တစ်ချိန်ချန်ပီယံလုပ်တယ်။အဲဒီတုန်းကဘရီရှ်ဒေါ်မန်ကဒါဂျူဗန်တက်စ်ကို3-1နဲ့နိုင်ပြီးချန်ပီယံဖြစ်တယ်။ဂျူဗန်တက်စ်ကအဲဒီတုန်းကအရန်ကောင်းတဲ့အသင်း IS ကိုနိုင်ပြီးတော့ချန်ပီယံ2ကိုဒါပြီးခဲ့တဲ့ဒီရုန်းစ်မှာနိုင်ပြီးချန်ပီယံဖြစ်တာလား။ဖြစ်ပြီးတော့နောက်တရာဒီသူတို့ဖိုင်နယ်တက်တက်တယ်ပြီးတော့အဲ့နောက်တရာဒီဂျိုမှာထပ်ပြီးထပ်တက်တယ်သူတို့၃နှစ်ဆက်တိုက်ဖိုင်နယ်တက်တယ် ်ချိန်မဲ့ချန်ပြဖြစ်ပြီးသူတို့နှစ်ချိန်ရှုံးသွားတယ်ပထမတစ်ချိန်ကဒါဘူရီရှာဒေါ်မန်ကိုသူတို့3-1နဲ့ရှုံးတယ်အိုက်တုံးကလည်းမြူးနစ်မှာ first time winner အနေနဲ့ဘူရီရှာဒေါ်မန်ချန်ပီယံဖြစ်တယ်အိုက်ကနေမှစ2012ခုနှစ်မှာ Arisa Arena မြူးနစ်မှာပဲနောက်ထပ်တစ်ချိန် Champions League Final ထက်ချင်းပါခွင့်ရတယ်ဒီတစ်ချိန်မှာ Chelsea က Asian Bayern Munich ကိုတကူကူရှိနေနိုင်သွားတယ်။ဆိုတော့ဒီဒီ sorry တကူစီတေးကြပြီးတော့မှပန်နေဆိုးပြမှာနိုင်သွားတယ်။ဒါ Thomas Muller ရဲ့နောက်ကျကိုသွင်းတဲ့ ဒီဒီ drop bar ရဲ့တကယ်ကိုနောက်ကျချေပါဖို့တွင်းတဲ့အချိန်ပေါ်မှာ iron rope penalty ကိုဖတ်တဲ့ချက်စစ်တယ်။ဒါ penalty ရောက်တဲ့အချိန်မှာ point matter အလုံးလွဲတယ်။ဒါပေမဲ့ဟိုဘက်က even olin နဲ့ဒါ shrine striker နှလုံးလွဲပြီးတော့ bayern munich ရဲ့အသင်းကိုဒီဒီ drop bar ရဲ့နောက်ဆုံး penalty နဲ့ chelsea ကတမိုင်းသိရေးထိုးပြီးတော့တမိုင်းသိပြီးပထမဆုံး champion ဝင်တာအသင်းဖြစ်လာတယ်။အဲ့ကနေမှစပြီးတော့နောက်ဆုံးအနေနဲ့အခု munich မှာ arena arena မှာ Paris Saint-Germain က Inter Milan ကို5-0နဲ့နိုင်သွားတယ်ဆိုတော့ Inter Milan အသင်းကိုနိုင်သွားတဲ့ Marseille ကိုဒီ PSG ကိုကြည့်ကြရအဖြစ် Nottingham Forest ကမာစီရယ်ဘရီရှာဒေါ်မန်ရယ်ချယ်ဆီရယ် PSG ရယ်ဆိုတော့ချန်ပီယံလိချန်ပီယံဖြစ်ချင်ရယ် first time winner ဖြစ်ချင်ဒုနောက်တစ်ချိန်မှာဘိုင်မြူနစ်ရဲ့အိမ်ကွင်းအာရီယန်ဇာအရီနာပဲဖြစ်ဖြစ်မြူနစ်မှာကျင်းပမယ်ဆိုရင်တော့ first time winner တကယ်ဆိုရင် Arsenal နဲ့ ပြည့်စုံနှစ်သိန်းတည်းကတသိန်းသိန်းဒီ conversation ကိုကျွန်တော်အားစပေးတတ်တော်များများကလည်းယူသုံးကြတာပေါ့ဗျာဒါ first time winner တကယ်တမ်းကျတော့ကျွန်တော်ပေးတတ်တယ်အတွက်နည်းနည်းတော့စိတ်ပြတ်တယ် file ဖြစ်သွားတာပေါ့လေတကယ်လို့ FC Barcelona တက်ခဲ့ရင်ပိုကောင်းတဲ့ file ဖြစ်နိုင်တယ် maybe PSG ပိုဆွဲကောင်းပိုဆွဲနိုင်တယ်ဒါပေမဲ့ Barcelona အဲ့လောက်လိုလေးကူကူဖြစ်သွားမှာဘာလို့သူတို့ရဲ့ကောင်းမွန်လာတဲ့ attacking ကြောင့်ပိုပြီးတော့စိတ်ဝင်စားမယ် file ဖြစ်မယ်ဘာဖြစ်ဖြစ် Munich မှာ၅ချိန်တိတိကျင်းပါခဲ့သလျှောက်လုံးမှာ Nottingham Forest ကနေ Marseille Dortmund Chelsea ပြီးတော့ Paris Saint-Germain နဲ့ first time winner တွေအကုန် Munich မှာဇက်တိုက် champion ဖြစ်လာပါလေအားလုံးကျေးဇူးတင်ပါတယ်နောက်တစ်ချိန် Munich ဘယ်သူကျင်းပမလဲနောက်ထပ် first time winner ဘယ်သူထပ်ပြင်မလဲစောင့်ကြည့်ရမှာပါအားလုံးကျေးဇူးတင်ပါတယ်